မန္တလေးမြို့မှာမိုးသည်ထန်စွာရွာသွန်းပြီးလေပြင်းကျခြင်းနဲ့မိုးသီးကျွေခြင်းတို့ကြောင့်အဆောက်အဦးပြိုကျခြင်းနဲ့အမိုးများလွင်ကျခြင်းတို့ဖြစ်ပွားခဲ့ကာလူတချို့ထိခိုက်ဒဏ်ရာရရှိ တလေးမြို့တွင်ဒီကနေ့မေလ10ရက်နေ့မိုးလဲပိုင်းမိုးသည်ထန်စွာရွာသွန်းပြီးနေပြင်းချခြင်းနှင့်မိုးတီးကျွေမှုတို့ကြောင့်အဆအဦးတစ်ခုပြိုကျခြင်းနှင့်အမိုးတချို့လွင့်ကျခြင်းတို့ဖြစ်ပွားခဲ့ကလူတချို့ထိခိုက်ခဲ့ကြောင်းဒေသခံပြည်သူများရဲ့ပြောကြားချက်နှင့်လူမှုကွန်ရက်မှသတင်းဖော်ပြထားမှုတွေကြောင့်သိရှိရပါသည်ဒီကနေ့မေလ10ရက်နေ့မွန်လွဲ3နာရီအချိန်မှစတင်ကမန္တလေးမြို့တစ်မြို့လုံးမှာမိုးတက်လေပြင်းများကြာရောက်ခြင်း မိုးသီးများကြွေခြင်းနဲ့မိုးတဲထန်စွာရွာသွန်းခဲ့ကြောင်းထို့သောမိုးလေကျနေစဉ်မှာ84လမ်း39လမ်းနဲ့38လမ်းအနီးမှာငလင်းထန်ကြောင်းထိခိုက်ထားတဲ့အဆောက်အုံတစ်ခုပြိုကျခဲ့ပြီးလူတချို့ထိခိုက်ခဲ့ကြောင်းတဦးကတော့စိုးရိမ်ရကြောင်းဒါအပြင်အိမ်အမိုးသွတ်ပြားများလည်းလွင့်ပြန်သွားခြင်းကြောင့်လူတချို့ထိခိုက်မှုရှိနေကြောင်းသိရှိရပါတယ်လေရောမိုးရောချတာတအားပဲမိုးသီးတွေလည်းကျွေနေအိမ်ခေါင်းမိုးကိုအချိန်ပြင်းပြင်းနဲ့မိုးသီးတွေရိုက်တော့ 84လမ်း3038ကြားမှာငလင်းထိထားတဲ့အဆောင်းအပေါ်ထက်တစ်ထက်အမိုးကြီးတစ်ခုလုံးပြိုကျတယ်လို့သိရတယ်။လူနှစ်ယောက်ပြိမိပြီးတော့ဒဏ်ရာရတဲ့နေရာမှာတစ်ယောက်ကစူးရင်ရတယ်လို့သိရတယ်။ငလင်ပြီးတော့မိုးရင်းဒုက္ခတွေရောက်ရအောင်မယ်ဟုဆိုကမန္တလေးမြို့38လမ်းနဲ့38လမ်းအနီးနေထိုင်သူပြည်သူတအူးကလူမှုကွန်ရက်မှာတဆင်ပြောဆိုထားတာပဲဖြစ်ပါတယ်။ မိုးရီဝတာနဲ့ဆလားပေတာညွှန်ကြားမှုဦးစီးဌာနကမိုးတိမ်တောင်များဖြစ်ထွန်းနေတာကြောင့်မိုးတိမ်တောင်ရွေရှားရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံရွာသွန်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းသတိပေးထားတာလည်းဖြစ်ပါတယ်။ နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးမိုးတိမ်တောင်များကြောင့်မိုးတက်လေပြင်းများကြာရောက်နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားတာလည်းဖြစ်ပါတယ်။